မီဇူကီချက်ချင်းပြန်မဖြေခဲ့ခြင်းနောက်ဆုံးတွင်မှမီဇူကီကကျမမှာရှိခဲ့ဘူးလိမ့်မယ်လို့ကျမမထင်ဘူးကျမထက်ကံကောင်းတဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့သူတို့ကိုကျမမနာလို့မဖြစ်ခဲ့ဘူးလူတိုင်းဟာတယောက်တစ်မျိုးစီပါပဲလူတိုင်းဟာတယောက်တစ်မျိုးစီဖြစ်တာကြောင့်နှိုင်းရှင်စရာမလိုပါဘူးကျမလည်း အဲ့လိုယူဆတာပဲစိတ်ဝင်စားစရာရှူထောင်းတစ်ခုပါပဲ Miss Sakagi ကဆိုသည်သူမ၏လက်များကစပွဲပေါ်တင်ထားလိုက်သည်သူမ၏တထောင်တသားဖြစ်နေသောအတန်ကပျော်ရွှင်ပုံမြင်ရမနာလိုမှုဆိုတာဘာလဲလို့နားမလဲတာလေးဖြစ်နိုင်နေမနာလိုမှုဆိုတာဘာလဲဆိုတာကျမနားလေပါတယ်ဒါပေမဲ့ကျမတခါမှမခံစားဘူးဘူးမနာလိုမှုဟာ ဘလောက်စွမ်းကြည်မှသလဲဘလောက်ဒါရှိခံတယ်လဲဘလိုမျိုးခံစားရလဲဆိုတာကျမမသိပါဘူးမီဇူကီအိမ်ပြန်ရောက်တော့ယူကိုကြီးအမိပြားလေးထည့်ထားရအမှတ်တရတက်တာကလေးကို ကောက်ယူကဖွင့်ကြည့်မိသည်မီဇူကီဘွားအတွက်အမှတ်ရစရာများဒိုင်ယာရီများဓာတ်ပုံအယ်ဘမ်များရပိုကံများအလုံးထိန်းသိမ်းထားသည့်တက်တာကလေးဖြစ်သည်တခါတလေမှာဒီပစ္စည်းတွေအကောင်လုံးရှင်းလင်းလိုက်ခြင်းမိမဲ့မီဇူကီမလောက်ရချင် သူမအိမ်ပြောင်းလာသည့်အခါတိုင်းတစ်တာလေးကိုအမှတ်တရယူသွားသည့်ကြီးတာဖြစ်သည်ယခုအချိန်တွင်တော့နမိတ်ကပြားကလေးထစ်ထားရာစိုက်ကိုလုံးလုံးရှာမတွေ့ဖြစ်နေသည်သူမအံ့အားသင့်ရပြီကွန်ထိုးသို့ပြောင်းလာကစားရင်တစ်ချိန်ကြည့်မိစဉ်ကတွေ့ခဲ့သေးသည်ထိုအချိန်မှစ၍အထမကြည့်မိတော့စိုက်သည်တစ်တာလေးတွင်သာရှိရမည်ဖြစ်သည်ဖေးများထွက်ပြေးနိုင်မှာမို့လို့လဲ မီဇူကီသည်အတိုင်းမြင်ခံဆရာမထံသွားနေရသည်ကိုသူမ၏ယောက်ျားမသိအောင်ဝက်ွယ်ထားသည်အတိမပေးလို့ရတော့မဟုတ် ပြောရမည်ဆိုရင်ရှေလျားထွေပြားရှုပ်ထွေးသွားနိုင်သည်ဒါအပြင်မီဇူကီသူမ၏နာမည်ကိုမေ့နေခြင်းနှင့်ဆေးရုံတရုံကအထောက်ပံ့ပေးထားသောအတိုင်းမြင်ခံရုံးငန်းတို့တပတ်တစ်ကြိမ်သွားနေရခြင်းမှာသူအတွက်စိတ်ပျက်စရာတော့ဖြစ်မည်မဟုတ်မီဇူကီသည်သူမ၏နာမည်ကပြားနှပြားပျောက်ဆုံးနေခြင်းကိုလည်းဖုံးကွယ်ထားသည် ရင်းနမဲကပြားနှပြပျောက်ဆုံးနေသည်ကိုအတိုင်မြင်ခံစရာမှမသိလင်လဲဘာမှထူးခြားမည်မဟုတ်ဟုဆူဆာကဖွင့်မပြောရန်မဇူကီဆုံးဖြတ်ထားသည်အချိန်နလကုန်သွားခဲ့ပြီဖြစ်သည်ဗုဒ္ဓဦးနေတိုင်းမဇူကီသူမ၏တိုင်မြင်ခံရုံငန်းသို့သွားမည်ဖြစ်သည်လာရောက်တိုင်မြင်သူများပြလာပြီဖြစ်လျာမစ္ဆာကာဂီတီဒီနိုင်ချိန်ကိုမိနစ်30အထိရှော့ချလိုက်ရပြီဖြစ်သည်သူတို့နှစ်ယောက်အတွက်တော့သိပ်ပြီးပြဿနာမဟုတ်လားချင်း ်မြစ်စာကာကီကသူမ၏ပြဿနာကိုစိတ်ချငငအတည်နေပြီးမဟုတ်ပါလားတခါတခါမှာတော့မီဇူကီကသူတို့နှစ်ယောက်ကြကြလေးပြောချင်သည့်မဆိုးသလောက်အခါချင်းငွေပေးရခြင်းကိုသူမလုံးလုံးထည့်သွင်းမစင်စားခြင်းအခုဆိုကျမတို့တွေ့တာ၉ချိန်ရှိသွားပြီနော်မြစ်ဆာကကီကသူတို့နှစ်ဦးတွေ့ဆုံချိန်မပြီးမီ9မိနစ်အလောတွင်ပြောသည်။ရှင်ရဲ့နမိတ်မိတဲ့ပြဿနာအကျဉ်းရည်နေလာခဲ့ပြီနော်။ဒါပေမဲ့ အခြေအနေထပ်မစိုးတော့ဘူးမဟုတ်လားဟုတ်တယ်မစိုးတော့ဘူးရှင်မီဇူကီကပြောသည်အဲ့ဟောကြပါပဲမစ္စကာကီကဆိုသည်ဘောဘီအနက်ကို အိတ်ထဲပြန်ထဲကလက်နှစ်ဖက်ကစပွဲပေါ်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းထားသည်သူမခဏနားလိုက်သည်နောက်တစ်ကြိမ်လာရင်တော့ကျမတို့ဆွေးနွေးတဲ့အကြောင်းအရာအများကြီးတိုးတက်လာမယ်ထင်ပါတယ်။ကျမနာမည်ကမိတဲ့ကိစ္စကိုပြောရလား။ ုတ်တယ်။စီစဉ်ထားတဲ့အတိုင်းဖြစ်မယ်ဆိုရင်တော့အကြောင်းရင်းကိုရှင်းပြနိုင်မှာပါ။ကျမနမည်မရတဲ့အကြောင်းရင်းလား။အတိကြပဲ။မစ္စကာကီဘာရီစီစဉ်ထားပြီလေဆိုတာကိုမီဇူကီခံမှန်းမရနိုင်အောင်ဖြစ်နေသည်။အကြောင်းရင်းအတိကြကိုပြောမယ်ဆိုတော့အဲ့ဒီအကြောင်းရင်းကမြင်တွေ့နိုင်တဲ့အရာလား။ဟုတ်ပါတယ်။မျက်စိနဲ့မြင်နိုင်ပါတယ်ဟုတ်။လက်နှစ်ဖက်ကိုပုတ်နေသောမစ္စကာကီကဂျင်းနဲ့အားရနေသည့်ပုံစံနှင့်ပြောပြသည် နောက်တစ်ပတ်မရောက်မချင်းကျမအသေးစိတ်မပြောနိုင်သေးဘူးလောလောဆယ်တော့မလုပ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုလည်းအတိအကျမပြောနိုင်သေးဘူးအလုပ်ဖြစ်လိမ့်မယ်လို့မျှော်လင့်ထားတာပဲရှိပါသေးတယ်မီဇူကီကကောင်းနေလိုက်သည်ဘာပဲဖြစ်ဖြစ်ကျမတို့အစွမ်းကုန်စ조사ထားရဆိုတာကိုတော့ပြောနိုင်ပါလိမ့်ခြေနေကတော့ပြဿနာပြင်းလင်းမယ့်အဖြေတစ်ခုနဲ့နေနေပါပြီဘဝဆိုတာရှေ့ကိုတုံးလန့်သွားရင်နောက်နှလန်းပြန်ဆုံးရတတ်တယ်ဆိုတာကိုတော့ရှင်းသိတယ်မဟုတ်လား စိတ်တော်မူပူပါနဲ့ကျမကိုယုံပါနောက်တစ်ပတ်မှ တွေ့ကြတာပေါ့ပြန်ထွက်သွားရင်ရှေ့ကကောင်တာမှာနောက်တစ်ပတ်အတွက်ရက်ချိန်ယူဖို့မမိနဲ့အောင်နော်မစ္စကန်ဂီကပြောရင်မျက်နှာကို ပုတ်ခတ်ပုတ်ခတ်လုံနေသည်နောက်တစ်ပတ်မှာတော့အတိုင်းမြင်ခံယုံနဲ့မီဇူကီဝင်လာစဉ်မစ္စကန်ဂီအပြုံးများအနက်အကြီးဆုံးအပြုံးဟုယူဆရသည့်အပြုံးနှင့်နှုတ်ဆက်နေသည်ကိုမီဇူကီတွေ့လိုက်ရသည် ရှင်ဘာကြောင့်နမေမိနေရသလဲဆိုတဲ့အကြောင်းရင်းကိုကျွန်မဖော်ထုတ်နိုင်ပါပြီဟုမြစ်စကတ်ကြီးကခုံယူဝင့်ကြွားစွာပြောလေသည်ပြီးတော့အဖြေတစ်ခုလည်းရပြီဒါဆိုကျွန်မနောက်နမေမမိတော့ဘူးပေါ့မီဇူကီကမေးသည်ရှင်နောက်ဆိုနမေမိတော့မှာမဟုတ်ပါဘူးပြဿနာကို ဖြေရှင်းနိုင်ပါပြီမစ္စကာဂီသည်စပွဲပေါ်ကျင်းထားသောအနံ့ရောင် လက်ကမ်းအင်းထဲမှတစုံတစ်ခုကိုထော်ယူလိုက်သည် ဒါရီဟာရှင်းပစ္စည်းတွေလို့ကျမထင်ပါတယ်။မီဇူကီဆိုဘာပေါ်မှာထားကဇပွဲပေါ်မှာပစ္စည်းများကိုယူကြည့်လိုက်သည်။ဇပွဲပေါ်တွင်နမဲကပ်ပြားနှစ်ခုပြင်နေလေသည်။မီဇူကီအိုဇာဝါဟုကပ်ပြားတစ်ခုပေါ်တွင်ရေးထားသည်။နောက်တစ်ခုတွင်တော့ယူကိုမတ်ဆူနာကာဟု၍ဖြစ်သည်။မီဇူကီမျက်နှာအသွေးဆုပ်ဖြူလျော့သွားသည်။သူမ၏ဆိုဘာပေါ်ပြန်ထမ်းလိုက်ပြီးစကားမပြောနိုင်အောင်ဖြစ်နေသည်။ ပါဇက်ထဲမှစကလုံးများခုံထွက်လာမြည်အရင်လက်နှစ်ဖက်ဖြင့်ပါဇက်ကိုပိတ်ထားလိုက်သည်ရှင်အံ့ဩရာမထူးဆန်းပါဘူးဒီနမယ်ကပ်ပြားတွေကိုရှင်အခိုးခံစားရတာပါအဲဒါကြောင့်ရှင်မှာပြဿနာတွေဖြစ်နေရတာပေါ့ဟိုမစ္စကာဂီကပြောသည်ဒါနဲ့ဘသူကများဘသူကအရှိန်နဲ့ဖောက်ထွေဝင်ပြီးဘာကြီးရဲ့ကျက်နဲ့ခိုးသွားတာလဲလို့သိချင်တာလားအဲ့ဒီအဖြေကိုကျမကမေးတာထက်ခိုးတဲ့လူကိုကိုယ်တိုင်မေးကြည့်တာပိုကောင်းပါလိမ့်မယ် မစ္စကကီကပြောသည်ခိုးတဲ့လူဟာဒီကိုရောက်နေသလားဟိုမစ္စကီကအံ့ဩတကြီးမိသည်ဟုတ်တယ်သူ့ကိုကျမတို့ဖမ်းလာပြီးဒီနမဲကပြားနှစ်ခုကိုပြန်ယူထားလိုက်တာပါသူ့ကိုဖမ်းကြည့်ရမှာကျမကိုယ်တိုင်တော့မပါခဲ့ဘူးကျမရဲ့ခင်မောနဲ့သူ့တပည့်တယောက်ကဖမ်းခဲ့တာပါကျမခင်မဟာပြည်သူအလုပ်ရေးရာဌာနမှာအကြီးအကဲဆိုတာမှတ်မိသေးလားမစ္စကီမစင်စားပဲကောင်းကြီးလိုက်သည် အဲ့ဒီတခုကိုတွေ့ရင်ရှစ်စိတ်ထဲမှာရှိရာတွေကိုမျက်နှာချင်းဆိုင်မိပေါ့အတမီခန်အခန်းထဲမှာထွက်ကမစ္ဆာကာကီနောက်တော့မီဇူကီလိုက်လာသည်ခန်းမကြီးအတိုင်းရှောက်သွားရသည် တလေရာစီရသည်သူတို့နှစ်ယောက်မြင်းကြီးထပ်သို့ရောက်ရှိပြီးနောက်လူသူတိတ်ဆိတ်နေသော ကော်ရီဒါအတိုင်းရှောက်လာကလမ်းဆုံးလူနီးပါးတွင်ရှိသောအခန်းထဲဝင်လိုက်ကြသည်အခန်းထဲတွင်အသက်50ကျော်ပင်ပင်ပပလူကြီးတစ်ယောက်နှင့်အသက်20ကျော်ခထောင်ထောင်လူငယ်တစ်ယောက်ကိုတွေ့ရသည် နှစ်ယောက်စလုံးဂါဂီယံဝစ်စာဝစင်ထား၏လူကြီးရင်ဘတ်တွင်ဆာကာဂီဟုအမည်ပါသောကပြားလင်းတွေ့ရသည်လူငယ်ရင်ဘတ်ပေါ်တွင်ဆာကူရာဒါဟုတွေ့ရသည်ဆာကူရာဒါသည်အနက်ရောင်လက်ကင်တော်ကိုဂိုင်ထားသည်မစ်အန်တိုတင်နှင့်မစ်ဆာကာဂီကမေးသည်ကျွန်တော်ကတက်ဆုကိုဆာကာဂီရဲ့ခင်မယိုရှိယိုဆာကာဂီပါဒါကတော့ကျွန်တော်နဲ့အတူလောက်လုံနေတဲ့မစ္စတာဆာကူရာတာပါတွေ့ရတာဝမ်းသာပါတယ်မီဇူကီကဆိုသည် ။သူရှင့်ကိုပြဒနာရှာသည်လား။မြစ်စကာကီကသူ၏ခင်မွန်ကိုမေးလေသည်။မရှာပါဘူး။သူဟာချီနီကိုနားလေပါရင်။ဆာကူရာဒါတမနက်လုံးသူ့ကိုစောင့်ကြည့်နေကြတာပဲ။သူအေးစစ်စီပါပဲ။ကဲ၊ကိစ္စလေးရှင်းလိုက်ကြရအောင်ဟုမစ္စတာဆာကာကီကဆိုသည်။အခန်းထဲတွင်တံခါးပေါက်တစ်ခုရှိနေသည် မစ္စတာဆာကူရာဒါကတံခါးကိုဆွဲပွင့်လိုက်ကမီးဖွင့်လိုက်သည်သူအခန်းတွင် မျက်စိဝင်ကြည့်လိုက်ပြီးကျန်လူများဘက်လှေကား โอเคဝင်ခဲ့ဟုဆိုသည် သူတို့အားလုံးကိုတောင်အခန်းလေးထဲဝင်လိုက်ကြသည်အခန်းလေးထဲတွင်ထိုင်ကုန်တစ်လုံးသာရှိသည် ထိုင်ကုန်ပေါ်တွင်မြောက်တကောင်ထိုင်နေ၏လူကြီးတယောက်ရွယ်စားများမရှိတော့လဲမူလာတဲ့ចောင်းသားရွယ်စားတစ်တော့ကြီးတော်မြောက်ဖြစ်သည် သူ့အသက်ကိုခံမှန်းရမလွယ်ပေမဲ့သူ့အသက်ကြီးနေပြီဆိုတာကိုတော့သိသား၏မြောက်ကြီးအခြေတော်နေလက်များကိုခုံဖြင့်ပူကကျိုးဖြင့်ချီနှောင်ထားသည်သူ့အမိကကျမ်းမြင်ပေါ်တွန်းအောင်ကြလျက် မီဇူကီအခန်းထဲဝင်လာတော့မြောက်ကတစ်ချက်လမ်းကြီးကတန်းမြင်မောကောင်းဆိုင်ကြီးနေလေ၏။မြောက်တကောင်မလားမီဇူကီအံ့အားတင်သွားသည်။ဟုတ်ပါတယ်။ရှင့်ခန်းနေကနမေကပ်ပြားတွေကိုမြောက်တကောင်ကခိုးယူသွားခဲ့တာပါ။သူခိုးယူခဲ့တဲ့အချိန်လောက်ခရေကရှင့်နမေမိနေခဲ့တာ။ကျမရဲ့အမိကပြားကိုမြောက်တကောင်ကခိုးယူသွားမှာကိုတော့ကျမမလို့ချင်မှုဟုယူကိုပြောခဲ့ဘူးသည်။ဒါဆိုသူပြောတာနောက်ပြောင်းတာမဟုတ်ဘူးပေါ့။ မီဇူကီနားလေလိုက်သည်။သူမကြော်ရုံမှကြည့်တခြားချမ်းစိန်စိန်ဖြစ်လာသည်။ကျွန်တော်စိတ်မကောင်းပါဘူးဗျာ။ဟူမြောက်ကပြောသည်။အတန်ကတွန်းညင်းလာပြီမဲ့လှိုင်လှိုင်လေးလေးပြောခြင်းဖြစ်သည်။တန်စင်ညီညာမှုပင်ရှိသေးသည်။သူစကားပြောနိုင်နေ။မီဇူကီကြက်သေးသေးသွားသည်။ကျွန်တော်စကားပြောနိုင်ပါ रे ။မြောက်ကပြန်ဖြေသည်။သူ့အတန်ကပြောင်းလဲခြင်းမရှိ။ကျွန်တော်ခမည်းတော်ကိုတောင်းပန်ဖို့ကိစ္စတစ်ခုရှိသေးတယ်။ ကျွန်တော်ခမားရင်ကိုပေါက်တွင်ဝင်ခဲ့တော့ကနမဲကပြားတွေပဲခိုးဖို့ပါဒါပေမဲ့ကျွန်တော်ဘာရင်ဆာလာလို့စပွဲပေါ်မှာရှိရင်ငပြောသည့်နှလုံးစားခဲ့မိတယ်ငပြောသည့်တွေက မထရနိုင်အောင်ဆွဲဆောင်နေတာကိုဒီကောင်းတော့ကွာဟုမစ္စတာဆာကူရာတာကချိန်မြောက်ကြီးလက်ကိုလက်ကင်တို့ဖြင့်နှစ်ချက်ရိုက်လိုက်၏ဒီကောင်းတခြားဘာတွေလုပ်ခဲ့သေးလဲဆိုတာဘယ်လိုသိနိုင်မှာလဲဒီကောင်းဘာလုပ်ခဲ့လဲဆိုတာစင့်ပြရမလား စိတ်အေးထားပါမစ္စတာဆာကာဂီကသူ့ကိုပြောသည်မပြောသည့်ခိုးစားတဲ့အကြောင်းသူ့သဘောနဲ့တူဝန်ခံပြီးပြီမဟုတ်လားဒါအပြင်သူ့ကိုဒီလောက်ရက်ဆက်ဖို့မလိုပါဘူးသိကျင်နာရီမတိရသေးခင်ရရက်ဆက်ဆက်မလုပ်ပါနဲ့ငါတို့တရိတ်ဆန်တကောင်ကိုညှင်းပန်းနှိမ့်ဆန်နေတာကိုသိသွားရင်ပြဿနာဖြစ်သွားနိုင်တယ်ဘာဖြစ်လို့နမဲကပ်ပြားကိုခိုးသွားတာလဲမီဇူကီကမေးလိုက်သည်ကျွန်တော်ရဲ့အချင်းရပါကျွန်တော်ဟာ လူတွေရဲ့နာမည်ကို ခိုးယူတဲ့မြောက်တကောင်မှာအဲ့ဒါဟာကျွန်တော်ခန်းစားနေရတဲ့ယောဂလေးဖြစ်တယ်။နာမည်တစ်ခုကိုတွေ့လိုက်တာနဲ့မခိုးပဲမနေနိုင်ဘူး။နာမည်တိုင်းတော့မဟုတ်ဘူး။ကျွန်တော်ကိုဆွဲဆောင်နိုင်တဲ့နာမည်မျိုးတွေရင်ကျွန်တော်ရအောင်ခိုးတော့တာပဲ။ကျွန်တော်မှနိမန်းတော့သိတယ်။ဒါပေမဲ့စိတ်မထိန်နိုင်ဘူး။ငါတို့ရဲ့အဆောင်လေးကိုဝင်ပြီးယူကိုရဲ့နာမည်ကိုခိုးဖို့ကြံစီခဲ့ဘူးလား။ကြံစီခဲ့ဘူးပါတယ်။ကျွန်တော်ဟာယူကိုကိုယူနေအောင်ချစ်တယ်သူပါ။ ကျွန်တော်ဘဝမှာသူ့လောက်ကျွန်တော်အပေါ်မှာဆွဲဆောင်မှုရှိတာမတွေ့ခဲ့ဘူးဘူးဒါပေမဲ့သူ့ရဲ့ချစ်ကိုကျွန်တော်မရခဲ့တော့ဘာပဲဖြစ်ဖြစ်သူ့နမည်ကလေးတော့ရအောင်ယူဖို့ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့မိတယ်သူ့နမည်ကိုရရင်ကျွန်တော်ကျေနပ်မိမှာပဲဒါပေမဲ့ကျွန်တော်သူ့နမည်ကိုမခိုးခင် သူဟာကုကကိုတီချောင်းကျန်သွားခဲ့တယ်ယူကိုကုကကိုတီချောင်းကျန်စီဖို့နေပါရီလောက်ခဲ့လေမလောက်ခဲ့ပါဘူးမြောက်ကခေါင်းကိုခါရမ်းပြီးညင်းဆိုသည် ျွန်တော်သူ့ကိုဘာမှမလုပ်ခဲ့ပါဘူး။သူဟာသူ့စိတ်အတွင်းမှာအနှံ့အယောင်တူကြီးလွှမ်းမိုးခံရတာပါ။ဒီနှစ်တွင်မှာယူခွေးရဲ့နာမည်ကငါအိမ်မှာရှိနေတယ်လို့နင်ဘလို့သိခဲ့တာလဲ။ကျွန်တော်ခြေရခံနိုင်မှုအချိန်များကြီးယူခဲ့ရတယ်။မြစ်ယူကို ဆုံးတော့အဆောင်ရဲ့အဝင်ဝမှာရှိတဲ့သူ့ရဲ့နာမည်ကပြားကိုခိုးဖို့ကျွန်တော်ကြံခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်သွားယူတဲ့အချိန်မှာရှိနေတော့ဘူး။ဘယ်ကိုရောက်သွားလဲဆိုတာဘယ်သူမှလည်းမသိဘူး။ ဘယ်ကိုရောက်ရောက်ရအောင်လိုက်ယူမယ်လို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ယူကိုဟာသူ့နဲ့တိတ်မင်းနေတဲ့ခမားစီမှာထားခဲ့မယ်လို့အဲ့ဒီတော့ကကျွန်တော်မထင်ခဲ့ဘူး။မင်းအမှန်မင်းမီဇူကီကဆိုသည်။ဒါပေမဲ့တနေ့တော့ဖြတ်ကနေအကြံပေါ်လာတယ်။ခမားကိုပြီးခဲ့တာ ဖြစ်နိုင်တယ်လို့ပေါ့။ဒီကြံရခဲ့တာပြီးခဲ့တဲ့နှစ်နှွေဦးတော့ကပါ။ခမားနောက်ကိုကျွန်တော်လိုက်ရတာအချိန်တော်ကြာခဲ့တယ်။ ညာကမိနာမြတ်သားကြပြီးနမေကမီဇူကီအန်ဒိုဖြစ်နေတာရှင်နာခေါဝကကွန်ဒိုမာနီရာကိုသိဖို့တော်တော်လေးကြာပါတယ်။မြတ်တကောင်အင်းနဲ့ဆုံဆန်းရတာခက်ခဲလာပါတယ်။ခမညာလည်းခက်မှန်းကြည့်နိုင်မှာပါ။အဲ့ဒါလို့နေပဲကျွန်တော်အရာကိုနိုင်ခဲ့တယ်။ဘာဖြစ်လို့ငါနမေကပြားကိုပါခိုးသွားတာလဲ။ယူကိုဟာကိုပဲဘာလို့မယူတာလဲ။နင်းလို့လို့ငါမှအတော်ကြီးခံစားခဲ့ရတယ်။ကျွန်တော်အလုံးအလုံးစိတ်မကောင်းပါဘူးခမညာ။ မြောက်ကရှက်ယွန်နီဟန်ခေါင်းငိုက်ဆိုင်ပြောသည်ကျွန်တော်လိုချင်တဲ့နမည်ရတော့ပြန်တော့မလိုပါဘူးဒါပေမဲ့ခမရရဲ့နမည်ကိုတွေ့တော့ကျွန်တော်ရဲ့နှလုံးသားလေးကခုန်လာခဲ့ရဲ့ဗျကျွန်တော်ခုနကပြောခဲ့သလိုပဲကျွန်တော်ရဲ့အားနေချက်ပါကျွန်တော်စိတ်အတွင်းကတောင်းဆိုလာတော့ကျွန်တော်ကိုကိုကိုမထိန်ချုပ်နိုင်ခဲ့ဘူးကျွန်တော်မှမန်းတည်ပါတယ်ဒါပေမဲ့ကျွန်တော်လုပ်ခဲ့မိတယ်ကျွန်တော်ခမည်းကိုဒုက္ခရောက်စေခြင်းတဲ့အတွက်လီလီနန်နန်တောင်းပန်ပါတယ် မြောက်ကရှင်နာဂါဝါကရင်မြောင်းတွေထဲမှာ ပုံနေခဲ့တာဟုမစ္စကာဂီကကြားဝင်ပြောသည်အဲဒါကြောင့်ကျမကကျမယောက်ျားကို သူ့တပည့်လေးတွေအကူအညီနဲ့ဖမ်းခိုင်းခဲ့တာဒီကိစ္စမှာဆာဂူရာတာလေးကအများကြီးလုပ်ပေးခဲ့ပါတယ်ပြည်သူ့အလို့ရရအဖွဲ့ကကျွန်တော်ရဲ့ရင်မြောင်းတွေထဲမှာဒီလိုသက်တော်တာကောင်ပုံနေရင်ကျွန်တော်ရဲ့တာဝန်ဖြစ်လာခဲ့ပါပြီဟုဆာဂူရာတာကခုံရွေးဝင်ကြစွာပြောသည်ဒီမြောက်ကတာကနာတာကမြောင်းထဲမှာ ခြေကုပ်စခန်းယူပြီးတူချိုတစ်မျိုးလုံးပတ်ပြီးကြက်စားကျင်းလေခဲ့တာမြို့ထဲမှာကျွန်တော်တို့နေဖို့နေရာမရှိဘူးမြို့ထဲမှာတစ်ပင်နေနေပဲရှိတယ်နေ့လည်းပဲအရေးကောင်းတဲ့တစ်ပင်တွေနေနေပဲရှိပါတယ်ကျွန်တော်မြေကြီးပေါ်မှာနေရင် လူတွေက အုပ်စုဖွဲ့ပြီးကျွန်တော်ကိုဖမ်းကြမှာကလေးတွေကကျွန်တော်ကိုအော်ကြမင်းကစားစရာတန်တူနေပြကြလိမ့်မယ်ခွေတွေလိုက်ဆွဲလိမ့်မယ်ရုပ်မြင်တဲ့ညာလိုင်းတွေကလည်းလိုက်ရိုက်ကြအောင်မယ်ဟုတ်မြောက်ကပြောသည် ပြီးခဲ့တဲ့နှစ်လလုံးကျမတို့စကားတွေပြောခဲ့ကြတာကိုကျမဖြစ်ဖြစ်ချင်းရှင်းလာတယ်။မြို့ခိုးတွေကိုမကြည့်တလို့ပါပဲ။နမေကိုခိုးယူရတဲ့ကိစ္စမှာအကြောင်းရင်းရှိရလိမ့်မယ်လို့ကျမယုံကြည်ခဲ့တယ်။အဲ့ဒီခိုးယူသူဟာမြေကြီးအောင်ထဲမှာခိုးနားနေနိုင်တယ်လို့ကျမယူဆခဲ့တယ်။မြေကြီးအောင်မှာဆိုတော့မြေအောင်ယထာနဲ့မြောင်းနေရွယ်ရှိတယ်။အဲ့ဒါကြောင့်ကျမယောက်ျားကိုပြောခဲ့တယ်။လူမဟုတ်တဲ့တတဝါတကောင်မြေအောင်မြောင်းနေထဲမှာပုံနေနိုင်တယ်ထင်တဲ့အကြောင်း တရားပြေဖို့တောင်းဆိုခဲ့နေ။နောက်တော်သူကကျမကိုမြောက်တကောင်ရှာပြီးနိုင်ခဲ့တယ်။အခိုက်တမ်းများမစ္စူကီထန်တွင်ပြောစရာစကားလုံးများပျောက်ဆုံးသွား၏။ဒါပေမဲ့ကျမပြောတာကိုနားထောင်ခင်ရုံနဲ့ဒီကိစ္စကြီးကိုဘလို့နားလည်ခဲ့တာလဲ။နောက်ဆုံးတော့မစ္စူကီမိလိုက်သည်။ဒါကကျွန်တော်ရဲ့အဆွမ်းမဟုတ်တော့ဘူး။ခင်မတို့ရောက်နေနေပြောရမယ်ဆိုရင်ကျွန်တော်ဇနီးဟာထူးခြားတဲ့အမျိုးသမီးတယောက်ဗျ။သူမှာတာမန်မဟုတ်တဲ့အစွမ်းတတိထူးတွေရှိထားတယ်။ ကျွန်တော်နဲ့လက်ထပ်ခဲ့တဲ့22နှစ်တာကာလတွင်ထူးဆန်းတဲ့အတိုင်းအမြန်ခံရုံးလေးဖွင့်ဖို့သူ့ကိုကျွန်တော်အကူအညီပေးခဲ့တာရုံးငန်းကလေးရှိတော့သူ့ရဲ့အစွမ်းတတ္တိထူရင်းနဲ့လူတွေကိုကူညီနိုင်တာပေါ့ရှင်နာကာဝါကလူတွေအတွက်အသုံးဝင်တာပေါ့မစ္စတာဆာကာကီကစနင်းတဲ့ကိုတစ်ချက်ကြီးကပြောသည်တနေ့ဒီမြောက်ကြီးကိုဖတ်ဆက်လုံးမလဲဟုမီဇူကီကမေးသည်သူ့ကိုအသက်ရှင်ခွင့်မပေးနိုင်ဘူးဟုမစ္စတာဆာကူရာဒါကဆိုသည် သူဘာပဲပြောပြောသူ့မှာဒီအကျင့်ဆိုကြည့်ရှိတော့နောက်တစ်ခါလဲထက်ကျူးလွန်မှဆိုရတယ်ခဏလောက်ညီပါဦးငါတို့ကဘလို့ပဲသဘောထားတာငါတို့မြောက်တကောင်ကိုတတားတရိတ်ဆန်အခွင့်ရေးအဖွဲ့ရီတည်တောင်းရင်တရားစွဲခံရလိမ့်မယ်ဂျော်ဂျင်းရီတတ်တော်လဲပြရလိမ့်မယ်ငါတို့ကြီးကန်းတွေကိုတတ်တော့ကဘလောက်အပုတ်ချခံရလဲဆိုတာမျက်မှန်မိအောင်ပါပေါ့အဲ့လိုအဖြစ်မျိုးနောက်တစ်ချိန်ထပ်မဖြစ်ချင်တော့ဘူးမစ္စတာဆာကာဂီကဆိုသည် ကျွန်တော်ခမည်းတော်ကိုတောင်းပန်ပါတယ်ကျေးဇူးပြုပြီးကျွန်တော်ကိုမသက်ကြပါနဲ့ခမည်းမြောက်ကခေါင်းကိုညှို့ကလီလီနဲ့နဲ့တောင်းပန်လေသည်ကျွန်တော်လုခဲ့တာမားတယ်ဆိုတာနားလေပါတယ်ကျွန်တော်ဟာဒုက္ခတွေအများကြီးပေးခဲ့မိတယ်ကျွန်တော်ခမည်းတော်နဲ့အငင်းခုံမဖြစ်ချင်ပါဘူးကျွန်တော်ရဲ့လုံရက်တွေအတွက်ကြောင့်ကောင်းတာတွေလည်းရှိပါတယ်လူတွေရဲ့နမဲကပြားတွေခိုးယူတာဘာများကောင်းနိုင်တယ်လဲရှင်းစမ်းပါဦးမစ္စတာဆာကာကီကပြပြန်တသားမိလိုက်သည် ကျွန်တော်လူတွေအမိကပ်ပြားတွေကိုခိုးတယ်ဆိုတာကတော့တန်တရားဝင်စရာမရှိပါဘူးကျွန်တော်ယူခဲ့တဲ့အတွက်အဲ့ဒီနမယ်တွေရဲ့ပိုကန့်နေတဲ့မကောင်းတဲ့အချင်းဟာတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်ဟိုတုန်းကသာယူကိုမဆူနာကာရဲ့နမယ်ကပ်ပြားကိုခိုးယူနိုင်ခဲ့မယ်ဆိုရင်သူလူဘွားကိုစွန့်ခွာသွားနိုင်လောက်အောင်ထိဖြစ်ခဲ့မှာမဟုတ်ဘူးဘာဖြစ်လို့ဒီလိုပြောရတာလဲမီဇူကီကဆိုသည်ဘာဖြစ်လို့လဲဆိုတော့သူ့နမယ်နဲ့အတူသူ့စိတ်ထဲအမှန်တူတချို့ကိုကျွန်တော်ယူနိုင်ခဲ့မှာမဟုတ်လို့ပဲ မြောက်ကဖြေးသည်လွဲလာခြင်းလားဘာပဲဖြစ်ဖြစ်မင်းဟာထိုက်တဲ့နယ်ပြစ်ဒဏ်တော်ပေးဆက်ရမှာပဲဆာကူရာတာကဆိုသည်အပြစ်ဒဏ်ကလည်းလွတ်ချင်လင်လွတ်မင်းသူ့မှာဥတီချက်တစ်ခုခုတော့ရှိလိမ့်မင်းမစ္စတာဆာကာဂီဒီမြောက်ဖတ်သူလှည့်လိုက်သည်အမိရေကိုခိုးတဲ့အခါမင်းကောက်နာရောဆိုးနာရောနှစ်ခုစလုံးယူသွားရတယ်ပေါ့ဟုတ်လားဟုတ်ပါတယ်ကျွန်တော်မှရွေးချယ်စရာမရှိပါဘူးကျွန်တော်ကအထုပ်တစ်ခုလုံးယူသွားရတဲ့သဘောပါပဲ အထင်းမှရှိသည်မြအကုန်ယူရတယ်။ကောင်းပြီ။ဒါဆိုငှက်သမီးတွေကမကောင်းတဲ့အရာတွေကဘာတွေလဲ။မီဇူကီကမြောက်ကိုမေးလိုက်သည်။ကျွန်တော်မပြောတာက ပိုကောင်းနေပြီ။မြောက်ကဆိုသည်။ကျေးဇူးပြုပြီးပြောပြပါ။မီဇူကီကတောင်းဆိုသည်။သူမခဏရပ်လိုက်ပြီးမှငှက်မီးကုန်းကိုဖြီးမယ်ဆိုရင်ငါမင်းကိုခွန့်လွတ်တယ်။ဒီမှာရှိတဲ့လူတွေကိုလည်းခွန့်လွတ်ဖို့ပြောပြမယ်။တကယ်ပြောတာလား။ သူကကျမကိုအမှန်ပြောရင်ခွင့်လို့ပြီးနိုင်မလားမီဇူကီကမစ္စတာဆာကာကီကိုမေးလိုက်သည်သူဟာပင်ကိုတဘာဝအရာအစိုးသွင်းတဲ့ဒရိစံမဟုတ်ပါဘူးသူလည်းစိတ်မကောင်းဖြစ်နေပြီပဲသူပြောတာရီနားထောင်မိရင်ရှင်တို့သူကိုတက်ကားဟုတောင်းမှဖြစ်ဖြစ်တခြားတနေရာမှာဖြစ်ဖြစ်တွားလို့ပြီးနိုင်ပါတယ်သူဒုက္ခထပ်ပြီးမှမဟုတ်တော့ပါဘူးရှင်တို့ဘလို့သဘောရလဲခမရသဘောပါပဲကျွန်တော်မကန့်ကွက်ပါဘူးဟုမစ္စတာဆာကာကီကဆိုသည်သူမြောက်ဖက်တို့လှည့်လိုက်ပြီး င်းဘလို့သဘောရလဲငါတို့မင်းကိုတောင်နေမှာသွားလှုပ်ပြီးတူချိုမျိုးကိုပြန်မလာပါဘူးလို့မင်းကတိပေးနိုင်မလားဟုတ်ကဲ့ပါခင်ဗျာကျွန်တော်မလာပါဘူးလို့အချင်းပြောရဲပါတယ်ကျွန်တော်ခင်ဗျားတို့ကိုဘယ်တော့မှဒုက္ခထမပေးတော့ပါဘူးကျွန်တော်လည်းအသက်မငယ်တော့ဘူးကျွန်တော်ဘဝအတွက်စတင်ချင်းအစ်စ်ဖြစ်လာနိုင်ပါတယ်ကောင်းပြီငါနမဲတွေကဘာမကောင်းတာတွေကိုနေရသွားတယ်လေမီဇူကီကမြောက်ဤတင်းငယ်သောအနီရောင်မျက်လုံးများကိုစူးစိုက်ကြည့်ကမိလိုက်သည် ကျွန်တော်ပြောရင်ခမားကိုနာကျင်စေလိမ့်မယ်ငါအရေးမဆိုင်ဘူးပြောပါနှစ်ဖူးမှအရေးပြားများကျုံဝင်သွားအောင်အထိမြောက်ကစဉ်းစားနေသည်ခမားမသိတာကပူကောင်းလိမ့်မယ်လို့ကျွန်တော်ထင်နေသူကဆို၏ရပါတယ်လို့ပြောထားပြီးပြီပဲငါတကယ်တည်ချင်တာဒါဆိုโอเคမြောက်ကဆိုသည်ဒီလိုဆိုရင်တော့ခမားကိုပြောရတာပေါ့ခမားရဲ့မိကခမားကိုမချစ်ဘူး သူဘယ်တော့မှလည်းခမည်းကိုမချစ်ခဲ့ဘူးခမည်းကိုမွေးပြီးကလေးကတမိနေလေးတော့မချစ်ခဲ့ဘူးဘာကြောင့်လဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ပြောနေတာအမှန်တွင်ခမည်းအမကလည်းခမည်းကိုမချစ်ခဲ့ဘူးခမည်းမိကခမည်းကိုမမြင်ချင်းလို့ရုပ်ကိုဟမမကြောင်းသွားတက်ခိုင်းနေတာသူကခမည်းကိုဝေးနိုင်မများဝေးဝေးကိုပို့ချင်နေတာခမည်းဖေကခမည်းထင်တယ်လို့ဩဇာရှိတဲ့သူတယောက်မဟုတ်ဘူး ူခမ ्या ကိုအကာအကွယ်မပေးနိုင်ခဲ့ဘူးခမ ्या ဟာငယ်ငယ်လေးတည်းကမေတ္တာတရားလုံးလုံးလောက်မြင်ရခဲ့ဘူးခမ ्या အရင်မှလောက်တည်ခဲ့ပေမယ့်မတိကျအောင်ဆောင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ခမ ्या ဟာနာကျင်ဖွယ်ကောင်းတဲ့အဖြစ်မှန်ကြီးကိုလုံးသားရဲ့အတွင်းတနေရာမှာထားသူခဲ့တယ်ပိတ်ထားခဲ့တယ်အနှုတ်သဘောဆောင်တဲ့ခံစားမှုမှန်သမျှကိုခမ ्या ဖုံးပြခဲ့တယ်ခမ ्या ဟာခံစစ်အသွင်နေခဲ့တာနဲ့အသားကြလာခဲ့တယ် အဲ့ဒါကြောင့်မဲခမညာဟာခမညာကလွယ်ပြီးဘသူ့ကိုမှလေးလေးနက်မချင်နိုင်တော့တာပဲမီဇူကီတိတ်ဆိတ်သွားသည်ခမညာရဲ့အိမ်နောင်တဲ့ဘဝကပျော်ပျော်ရွှင်ရွှင်နဲ့ပြဿနာကင်းတဲ့ပုံပဲဖြစ်လေဖြစ်နိုင်ပါတယ်ဒါပေမဲ့ခမညာဟာခမညာယောက်ျားကိုတကယ်မချစ်ဘူးကျွန်တော်ပြောတာဟုတ်လားခမညာခလေးရရင်လေဧည့်သည်လိုပဲဖြစ်နေမှာမီဇူကီစကားတစ်ခွန်းမှမစုံနိုင်တော့သူမှအကြမ်းမြင်မော်ထိုင်ချလိုက်ကမျက်လုံးများမှိတ်ထားလိုက်သည် သူမ၏ခနာကိုကြီးတစားစီကွဲထွက်သွားသည်အောင်သူမခံစားနေရသည်။သူမ၏ရေပြား၊သူမ၏ကိုလက်အင်္ဂါများ၊သူမ၏ရိုးများအစိမ့်စိမ့်မောမောကွဲပြိုနေသည်။သူမကြားနေရသောတစ်ခုတည်းသောအတန်းကသူမ၏အသက်ရှူသန်းသာဖြစ်သည်။မြောက်တကောင်ကဒီလိုပြောလိုက်တာအဆိုးဆုံးပဲ။ဆရာ၊ကျွန်တော်တင်းမခနာနေဘူး။ကျွန်တော်သူ့ကိုတေးအောင်ရိုက်တက်ပြလိုက်တော့မင်း။ဆာဂူရာဒါကခေါင်းကိုခိုင်ရင်ပြောနေသည်စိတ်ထိတ်မှရှင်မီဇူကီကဆိုသည် ဒီမြောက်ပြောနေတာတွေကအမှန်တွေပါပဲ။ကျမတည်တာကြားခဲ့ပါပြီ။ဒါပေမဲ့ကျမမျက်လုံးတွေပိတ်ထားခဲ့တယ်။နားတွေပိတ်ထားခဲ့တယ်။သူ့အမှန်တွေပြောနေတာ။ကျေးဇူးပြုပြီးသူ့ကိုခွင့်လွှတ်ပေးပါရှင်။သူ့ကိုတောင်းတန်းတွေမှာသွားလို့ပြလိုက်ပါရှင်။မစ္စကာကီကမီဇူကီပခုံးထက်လက်တဖက်ညင်သားစွာတင်ထားလိုက်သည်။ရှင်အဆင်ပြေရသေးကြရဲ့လား။ကျမအဆင်ပြေပါတယ်။နမယ်လေးပြန်ရပြီပဲ။ခုချိန်ကစပြီးအဆင်ပြေပြေနေနိုင်သွားတော့မှာပါ။ ဒါဟာကျမရဲ့နမည်ဒါဟာကျမရဲ့ဘဝပဲမီဇူကီဒီမြောက်ကိုနှုတ်ဆက်စကားဆိုသည်ယူကိုဤနမည်ကပြားကိုပေးလိုက်နီနာကိုတင်ထားတဲ့နေငါနဲ့မဆိုင်ဘူးသူ့နမည်ကပြားကိုတတိချာချာတင်ရပေးပါပြီးတော့သူများနမည်ကပြားရိထမခိုးပါနဲ့တော့ကျွန်တော်တေချာစွာတင်ထားမှာပါထမခိုးတော့ဘူးလို့လည်းခရီးပေးတယ်မြောက်ကလေးနက်စွာပြောသည်ယူကိုမသိခင်ဘာကြောင့်နမည်ကပြားပေးတော့ရတယ်လဲဆိုတာနီးသိလား ဘာဖြစ်လို့ငါ့ကိုမှရွေးခဲ့တာလဲ။ဘာကြောင့်လဲဆိုတာကိုတော့ကျွန်တော်မသိပါဘူး။ဒါပေမဲ့သူခမ ्या ကိုပြီးခဲ့လို့ပဲ ခမ ्या နဲ့ကျွန်တော်တွေ့ရတာပါ။ကံကြမ္မာအလဲပြောင်းဖြစ်သွားတယ်လို့ကျွန်တော်ထင်နေ။နင်ပြောတာမှန်ပါတယ်ဟုမီဇူကီကဆိုသည်။ကျွန်တော်ပြောခဲ့တာတွေကြောင့်ခမ ्या စိတ်ထိခိုက်သွားလား။အများကြီးထိခိုက်ခဲ့တယ်။ကျွန်တော်စိတ်မကောင်းပါဘူး။ကျွန်တော်ခမ ्या ကိုမပြောချင်ခဲ့ပါဘူး။ရပါတယ်။ငါတိပီတာပါ ။တနည်းကြရင်မလွတ်မချောင်းနိုင်ရင်ဆမ်းရမယ့်ကိစ္စတစ်ခုပဲ။ဒီလိုကြရတာဝမ်းသာပါရဲ့ဗျာ။မြောက်ကဆိုသည်။ငါတို့ထပ်မတွေ့တော့ဘူးလို့မျှော်လင့်ပါတယ်ဟုမီဇိုကီကဆိုသည်။သတိထားသွားပါ။ကျွန်တော်ရဲ့ဘဝလေးကိုကယ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုမြောက်ကပြောသည်။မင်းမျက်နှာကိုရှင်နာကဝါတဝိုက်မှာထပ်ပြီးမတွေ့ရတာအကောင်းဆုံးဖြစ်လိမ့်မယ်ဟုဆာကူရာတာကလက်ထင်းမှာတုံးနေသူ၏လက်ကိုရရင်သတိပေးသည်။ ဒီဒီချိန်တော့မင်းကိုခွန့်လွှတ်လိုက်မယ်နောက်တစ်ခါဖမ်းမိတယ်ဆိုရင်တော့အသက်ရှင်မှုမစင်စားနဲ့အင်းကျမတို့ရှေ့တစ်ဘက်ဘာဆက်လုပ်ကြမလဲတိုင်းမင်းခံရုံးကန်းတို့ပြင်မြောက်မီမစ္စကာဂီကာမီဒီကျမနဲ့တိုင်းမင်းစရာကိစ္စရှေ့မှာရှိသေးသလားမီဇူကီ ကောင်းခါလိုက်သည်မရှိတော့ပါဘူးကျေးဇူးတင်ပါတယ်ကျမရဲ့ပြဿနာဖြေရှင်းသွားပြီလို့ကျမထင်တယ်ရှင် ကျမတို့ဆောင်ရွက်ပေးခဲ့တာတွေအတွက်လည်းသူပဲကျေးဇူးတင်ပါတယ် ယောက်ကရှင်ကိုပြောခဲ့တာနဲ့ပတ်သက်ပြီးရှင်မဆွေးနွေးတော့ဘူးလားမဆွေးနွေးတော့ပါဘူးကျမဘာသာပဲဖြည့်ရှင်နိုင်ပါတယ်ကျမတယောက်တည်းပြန်သုံးသက်ကြည့်လိုက်ပါအောင်မင်းအမျိုးသမီးနှစ်ယောက်သည်လက်ချင်းဆွဲကနှုတ်ဆက်စကားဆိုခဲ့ကြသည်သူမ၏ပြန်ရောက်တော့မီဇူကီသည်သူမ၏နမိတ်ကပြားနှင့်သူမ၏လက်ကောက်တော်ကိုအညိုရောင်စာအိတ်ကြီးတစ်ခုထဲထည့်ပြလိုက်သည်စာအိတ်ကိုအန်ဆွဲရရှိဆက်ကူတတားရင်ထားလိုက်သည် နောက်ဆုံးတော့သူမနမိတ်ပြန်ရပြီဖြစ်သည်။သူမ၏အမည်သူမတယောက်တည်း၏အမည်ကို ပြန်ရခဲ့ပြီ။နားဆင်မိသွားတဲ့တို့ညာပရိသတ်များကိုကျေးဇူးတင်ပါတယ်ရှင်။ခုဖက်ပြပြီးသွားတာကတော့ဆရာမုသက်ဟန်ဘာသာပြန်နာတဲ့ရှင်နာကာဝမမြောက်ကောင်ဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါတယ်။